33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲမှာအရင်ကြိမ်တွေထက်စုတစိပုံမရရှိအောင်စမ်းဆောင်ကြဖို့မြန်မာအားကစားအဖွဲ့ကယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရဲ့ကော်မရှင်ဥက္ကဋ္ဌကမှာကြားခဲ့ပါတယ်။နိုဝင်ဘာ19ရက်ကနေပြည်တော်မှာရှိတဲ့ဝနာသိတိအားကစားယုံအေမှာပြုလုပ်တဲ့33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာအားကစားအဖွဲ့ကအောင်နိုင်ရေးအလံအနှင်းပွဲအခမ်းအနားမှာယာယီသမရကအမှာစကားပြောကြရမှာထည့်သွင်းပြောကြားခဲ့တာပါ။ အခု33ချိန်မြောက်အရှိတောင်အားရှအင်္ဂစားပြင်ပွဲကိုတောင်းရောက်ရှင်ပြိုင်မဲ့မြန်မာအင်္ဂစားအဖွဲ့အနေနဲ့အရင်ပောင်ဝင်ရှင်ပြိုင်ခဲ့တဲ့အချိန်တွေထက်စုတစိတ်ပုံမရရှိအောင်စမ်းဆောင်ပေးကြဖို့မှာကြားခြင်းကြောင့်ဒါမှသာမြန်မာအင်္ဂစားအဖွဲ့ရဲ့အောင်မြင်မှုတမိုင်းကိုတိုးတက်မှုနဲ့မှတ်တမ်းတင်သွားနိုင်ကြမှာဖြစ်တယ်လို့နိုင်ငံကုံကိုလည်းမြင့်တင်ပေးရရောက်မှာဖြစ်ကြောင်း၎င်းကပြောပါရယ်။ဒါပြင်အမိမြန်မာနိုင်ငံတော်နဲ့မြန်မာနိုင်ငံသားအလုံးရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်ပြီးပြိုင်ပွဲတိုင်းအနိုင်ရရှိရေးဟာအမျိုးသားရေးတာဝန်တည်းရဲ့အဖြစ်မြန်မာအင်္ဂစားအဖွဲ့ဝင်အလုံးရဲ့ပခုံးထက်မှရှိနေ များကိုလည်းသတိပြုနှလုံးသွင်းထားကြရမှာဖြစ်ကြောင်း၎င်းကပြောပါရယ်။ပြိုင်ပွဲမှာအောင်နိုင်ရေးနဲ့အမည်နိုင်ငံတော်ရဲ့ဂုဏ်ကိုမြှင့်တင်ရေးဆိုတဲ့တာဝန်ကြီးကိုမြန်မာအင်္ဂစားအဖွဲ့ဝင်တွေအားလုံးနိုင်ငံချစ်စိတ်မျိုးချစ်စိတ်ကိုအရင်တီးပြီးဆွေးလုံလောက်ရိယာစိုက်ထုတ်ကအစွမ်းကုန်ကြိုးပမ်းသွားကြဖို့ထပ်မံတိုက်တွန်းလိုကြောင်း ပြိုင်ပွဲကြီးကပေါ်ထွက်လာမယ့်အကစားအောင်မြင်မှုတွေကိုလည်းထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ပေးသွားမယ်လို့၎င်းကပြောပါရယ်။33ချိန်မြောက်အရှိတောင်အရှာအကစားပြိုင်ပွဲကိုထိုင်းနိုင်ငံမှာပြုလုပ်သွားမှာဖြစ်ပြီးအကစားနည်း54မျိုးထည့်သွင်းကျင်းပမှာဖြစ်ကမြန်မာနိုင်ငံကအကစားနည်း38မျိုးမှာပါဝင်ရှင်ပြိုင်မှာဖြစ်ပါရယ်။ ပြီးခဲ့တဲ့32ကြိမ်မြောက်အရှိတောင်အာရှအင်္ဂစားပြိုင်ပွဲမှာမြန်မာအသင်းအနေနဲ့အင်္ဂစားနီးစကောနီဝင်ရောက်ရှင်ပြရာကနေရွှေတစိတ်21စုငွေတစိတ်25စုကြေးတစိတ်68စုစုစုပေါင်း114စုရရှိခဲ့ပြီးနိုင်ငံတော်ကစုကြေးငွေစုစုပေါင်းငွေကျပ်3333သိန်းတိတိချင်းမြင့်ခဲ့တယ်လို့သိရပါတယ်